နှစ်ပေါင်း90ကျော်စာတင်ကြောင်းမရှိခဲ့ဘူးတဲ့ဒီဂျေးရွာလေးမှာအခုတော့ကလေးငယ်တွေရဲ့စာအန်တန်တွေစာကြနေရပါပြီ။ဒီဂျေးရွာဟာနမ်တူမျိုးနဲ့ပန်လုံဂျေးရွာအုပ်စုထဲကနှက်မောင်းဂျေးရွာဖြစ်ပြီးရွာတဲလာတာနှစ်ပေါင်း90ကျော်ခဲ့ပေမဲ့ရွာထဲမှာစာရင်ကြောင်းမရှိခဲ့ပါဘူး။အရင်အစိုးရခေတ်အစစ်ဆက်ကလေးကဒီကြီးရွာကလေးငယ်တွေဟာရွာနီးရချောင်းစာကြီးရွာမှာပဲကျောင်းတွားတက်ခဲ့ရတာဖြစ်ပါတယ်။ ဒီ2025ခုနှစ်ဩဂုတ်လမှာတော့ចောင်းသားမိဘတွေကစိပနိပခတွေကြားမှာကိုသားသမီးကိုအဝေးမှာចောင်းတွတ်တက်ဖို့စိတ်မချတာကြောင့်ရွာထဲမှာပဲကိုထုကိုထားစတင်ចောင်းစတင်ဖွင့်လှစ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ရွာထဲမှာကုတူကုထအစာတင်ကြောင်းဖွင့်လေရာကနေအစိုးရကအတိမတ်ပြုတဲ့တရားဝင်စာတင်ကြောင်းဖြစ်ဖို့တောင်းပြပညာရေးကောင်စီ TLEC ထံတင်ပြခဲ့ရာ TLEC ကလက်ခံအတည်ပြုပေးခဲ့တာကြောင့်ဆရာဆရာမလဆာနဲ့အကြောင်းအတွက်အကူအညီတချို့ပေးခဲ့တယ်လို့ရွာမှာစာတင်ကြားပေးနေတဲ့အကြောင်းဆရာဦးဆန်လင်းအောင်ကပြောပါတယ်ဒီရွာလေးမှာပေါ့နော်အစောပိုင်းကမအကြောင်းမှလည်းမရှိတော့ဒီရွာကလေးတွေကသွားရလာရလဲလွယ်ပြီးခက်ခဲတဲ့အခါကျတော့ဘိုးလေးမှာဆိုတားဒုက္ခရောက်တယ်လေ အဲ့ကကြတော့ပညာရေးမှာနှောက်နေနေတာပေါ့ဒီအဲ့ကြောင့်လို့ကလေးတွေရဲ့အနာဂတ်ကိုကြည့်ပြီးတော့ပညာရေးပတ်ရောက်တော့မှဆိုရနဲ့ဆရာတို့ကနေပြီးမှဒီမှာယာယီကျောင်းကိုကိုရတဲ့ဘုံယူလေးနဲ့ပဲပေါ့နော်ဖြစ်တယ်လို့အဲ့ဒီလိုတဲလေးစောင့်ပြီးမှရရွာတကြီးနဲ့တိုင်ပင်ပြီးမှအဲ့ဒီကျောင်းလေးကိုအထားမြောက်အောင်ပြန်လဲလိုက်ရတာပေါ့ဒီ TNC ကအမြင့်ပညာရေးမှုနံပါတ်ပညာရေးမှုရှိတောက်ပွားခဲ့ကြတာပါခဲ့ကြပြီအကျိုးတည်းအကြောင်းလေးအကုန်ရှင်းပြရခါကျဒီအခက်ခဲလေးကိုလည်းအကုန်ပြောပြရခါကျမှနောက်တည့်ရက်မှာပညာရေးမှုကလာပြီးတော့ပင်းစင်းပြီးတော့လာပြီးလေ့လာပြီးတာ ဒီအခန်းချင်းလေးတွေမှာပဲလောက်ရတဲ့အချိန်မှာတော်တော်လေးဒုက္ခရောက်တဲ့ကလေးတွေကညက်တိတ်ပြီးတော့တင်နေရတဲ့အချိန်မှာပညာရေးဘက်မြင်သွားပြီးမှအကြောင်းလေးကိုလုံးဝအတည်ပြုပြီးပါတယ်ပေါ့တောင်ရသေးတာတာလောက်တာရှိတဲ့ဝကက်ကထားတဲ့ဒီစာရင်ကျောင်းထဲမှာ KG ကနေ9ရက်အထိရှိပြီးကျောင်းသူကျောင်းသားပေါင်း36ဦးကိုဆရာဆရာမ3ဦးကစာတင်ကြပေးနေတာပါ စာရင်ကျောင်းထဲမှာအကန့်၃ခန်းသာရှိပြီးအခန်း၃ခန်းထဲမှာအတန်း၅တန်းကိုပေါင်းတင်နေရတာကြောင့်စာတင်ပေးရတဲ့ဆရာဆရာမတွေအတွက်အခက်အခဲရှိသလိုကျောင်းသူကျောင်းသားတွေကလည်းကောင်းကောင်းမတင်ယူနိုင်ကြပါဘူး။ဒီအခုကတော့ယာယီတွတ်မှုမရှိတာပေါ့နော်တောတိုင်းလေးဒီခုံမှာဒီတိုင်းပဲယာယီအဆောက်အဦလေးပဲပေါ့အကာဆိုတာတော့ဒီတကြီးအရနေဒီမှာပြောင်းပြောင်းမှုတဲ့တာတဲ့အထင်အကာလေးတွေပဲဆီကတော့ယာယီကာထားရတာပေါ့ 空地是外空地是没钱嘞，屋砌的路，砌的没屋里那呗，弄太阳了不？看看看看，我们衣服，爸妈在家里吧？阿妈没洗的屋嘞。阿叔爸妈给我们洗的咋吧？三天两头开开的妈你，我家里都看看看多都阿哥里呢，天天都是。这要得要三天两头啊，阿勇你们别胡搞，我看底下那嘛规定，的，阳得卡着弄些，哥等那工的，等那工人就轮流没吃，洗的。 ဆရာတို့ဆရာဟောကန်းကြီးလိုဖြစ်နေခါလာကိုပဲကလေးရဆူရဲ့တန်လဲကြရတယ်ဒီမဲ့ကလေးရဆူရဲ့တန်လဲကြရတယ်အဲ့ချိန်မှာ စာတရားရဲ့နေမှာလဲဟိုအာယုံစူးစီးပြီးတော့တည်ရတာပေါ့တော်တော်လေးကိုဒုက္ခရောက်တာလေအင်ချေ30ကျော်ရှိတဲ့ဒီနှမောင်းကြီးရွာမှာရှန်တအန်ကောရခဘမစားတဲ့တိုင်းနာပေါင်းစုံစုပေါင်းနေထိုင်ကြပါတယ် အရင်ကချောင်းစာကြီးရွာအထိနိုင်ရွက်ကြလမ်းလျှောက်ပြီးနေ့စဉ်ကြောင်းတတ်ခဲ့ရတဲ့ဒီကလေးငယ်တွေဟာအခုတော့ကိုရက်ကိုရွာမှာပဲပညာတင်ယူခွင့်ရနိုင်ကြပါပြီ။ရွာထဲမှာပထမဆုံးအချိန်စာတင်ကျောင်းဖွင့်လှစ်နိုင်ခဲ့တဲ့ပေါ့။ကျောင်းသားမိဘတဦးဖြစ်တဲ့ဦးနာလန်းကအခုလိုပြောပါတယ်။တာဝန်တာတော့ဗျာဒါမျိုးကကျွန်တော်တို့ကကြတော့ ကိုရူကိုထဒီမှာပဲလှုပ်ဆာနေတာရေနေရတယ်ကလေးတွေကလည်းဒီမှာပဲကြောင်းရှိတော့ကြောင်းတဲရဆိုပို့ပြီးမှဝမ်းသာတာပေါ့ကျွန်တော်တို့ကတော့ဒီလိုတကယ်ကိုအများရန်ဖြစ်စေချင်တာပေါ့ချမ်းသာတဲ့ကလေးလူတွေဆိုရင်တော့တခြားနေရာမှာသွားပြီးမှတင်လို့လည်းရတယ်လေမရှိတယ်လို့ဆိုရင်ဘယ်လိုလုပ်သွားထဲမှာလဲဒီရွာဆိုရင်လည်းစိတ်အဆင်ပြေတာလည်းဘယ်သူမှရှိတာလည်းမဟုတ်ဒီမှာကြောင်းရှိရင်တော့ကျွန်တော်တို့ပို့ပြီးမှဝမ်းသာတာပေါ့ စာတင်ကျောင်းကယာယီတာဖြစ်သေးတာကြောင့်လာမယ့်ပညာသင်နှင်းတွေမှာကလေးငယ်တွေမိုးလုံလေးလုံနဲ့စာတင်ကြနိုင်အောင်ရွာခန့်တွေကကျောင်းဆောင်အတိဆောက်ဖို့ရည်ရွယ်ထားကြပါတယ်။လုံခြုံခိုင်ခန့်တဲ့စာတင်ကျောင်းစောင့်နိုင်ဖို့ရွာခန့်တွေကအလုံးစုံမတက်နိုင်တာကြောင့်ရက်နီရက်ဝေးကတက်နိုင်တဲ့လောက်ပါဝင်ကူညီပေးဖို့ကျောင်းဆရာမနဲ့ရွာတကြီးဖြစ်တဲ့ဒေါ်တီတာဦးကတောင်းဆိုထားပါတယ်။ ဒီတန်အစီဘက်ကလည်းလာကြည့်သွားပြီးကြောင်းဖြစ်မြောက်ရေးအတွက်လာမနစ်တို့သူတို့လုတ်ပေးမယ်လို့ပြောထားတာပေါ့လေနော်။ဒါပေမဲ့သူတို့ကအဆအဆုံးအကုန်လုံးလုတ်ပေးနိုင်မလားမလုတ်ပေးနိုင်တာတော့ကျမတို့ကမသိသေးဘူးနော်။အဲ့ဒါကိုစောင့်ကြည့်ပြီးတော့မှအထပ်ဖက်ကအကူအညီရေးနော်အလူချင်းတွေကိုလည်းကျမတို့ကဖိတ်ကြားခြင်းနဲ့ ဒီပညာတင်နစ်မှာတော့ចောင်းဖင်းချိန်နောက်ကျသွားတာကြောင့်ねထ iot EC ဘက်ကဆရာဆမမလုံလောက်မှုတွေကြောင့်ရွာထဲမှာရှိတဲ့ဆရာဆမတွေကပဲကလေးငယ်တွေကိုစာတင်ကြားပေးခဲ့တာဖြစ်ပါတယ်။လာမယ့်ပညာတင်နစ်တွေမှာထ iot EC ဘက်ကတက်ဆိုင်ရပါတာအလိုက်ကျွမ်းကျင်တဲ့ဝါရင်ဆရာဆမတွေချပေးဖို့လဲရွာခန်တွေကတောင်းဆိုနေကြပါတယ်။ ဲ TNEC ဘက်ကကျမတို့ကဖြစ်စီချင်းတောင်းဆိုချင်တာဆရာတွေပေါ့လေတက်ကြွနဲ့ဆရာဆရာမတွေတကယ်စေတနာရှိတဲ့ဆရာဆရာမတွေကိုကျမတို့ကလိုအပ်တယ်ပေါ့နော်ဒါမှလည်းဒီတိုင်းရင်းသားကလေးတွေကြာတချို့ကလေပညာသင်ရတာအရင်ခက်ခဲတယ်နော်ဟောဘာသာစကားနားမလဲတာကတမျိုးသူတို့ကဘာသာစကားကိုမတတ်တဲ့အခါကျတော့အရင်တော့ခက်ခဲတာပေါ့အဲ့တော့ဆရာမတွေဘိုင်းမှာလည်းစိတ်ချလက်ချပြီးတော့တကယ်စေတနာရှိတဲ့ဆရာဆရာမတွေကိုလည်းကျမတို့ကလိုအပ်တယ်